Hi guys first ကျွန်တော်အရင်ဆုံး sorry လို့ပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် content မတင်တာတော်တော်လေးကြာပါပြီနောက်ထပ်ကျွန်တော်ကမှမလာဘယ်လိုဖြစ်ပေါ်လာလဲဆိုပြီးမိလာတာရှိတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာလာကဘယ်လိုဖြစ်ပေါ်လာတာဒီလာနဲ့ပတ်သက်ပြီးတပြည့်ပြည့်ရှင်ညဘာတွေကြွတာလား theory တွေဘယ်လိုတွေဖန်တီးထားလဲဆိုတာကိုကျွန်တော်ဒီနေ့အရင် interesting ဖြစ်တဲ့ theory ၃ခုကိုကျွန်တော်နေ့ရှင်းပြပေးသွားမယ်ဆိုတော့ welcome to my channel milky vision ကျွန်တော်တို့ကမ္ဘာမြေကြီးမှာသိပ္ပံပညာရှင်တွေကအများကြီးရှိတယ်။ဆိုတော့ကမ္ဘာမြေကြီးမှာလွန်ခဲ့တဲ့ဒီ4.5ဘီလီယံအရင်တုန်းကလည်းဒီကမ္ဘာစပေါ်ကစတော့ကကမ္ဘာမြေကြီးကို asteroid တွေအများကြီးတိုက်ခဲ့မှုတွေဆိုပြီးတော့လည်းအရာတွေအများကြီးတွေ့ရတယ်ဗျာ။ dinosaur မျိုးတုန်းကလည်းအကြောင်းရင်းဗျာဒီ asteroid တိုက်လို့ဖြစ်သွားတာ။ဒီ asteroid တိုက်တဲ့အရာကလည်းကမ္ဘာမြေကြီးမှာရှိတယ်။ဆိုတော့ကမ္ဘာမြေကြီးမှာတခြားဒီ asteroid တိုက်ထားတဲ့အရာတွေလည်းရှိတယ်။ပြီးတော့လမှာကြည့်မယ်ဆိုရင်လည်းလမှာ asteroid တိုက်ထားတဲ့အရာတွေလည်းရှိတယ်။ဟိုဟိုနာအကျွင်းနဲ့ဒီနာအကျွင်းနဲ့အဲ့လိုမျိုးရှိတယ်။ဆိုတော့အဲ့လိုမျိုးရှိတဲ့အပေါ်မှာဒီသိပ္ပံပညာရှင်တွေကလကိုလေ့လာကြည့်တဲ့အပေါ် ပေါ်မှာ theory တွေအများကြီးထွက်တယ်ဗျာဒါပေမဲ့အဲ့ထဲမှာအရင် interesting ဖြစ်တဲ့ theory တုံးကိုကျွန်တော်ရှင်းပြပေးသွားမယ်ဆိုတော့ပထမဆုံး theory ကဘယ်လိုလဲဆိုတော့ the capture theory လို့ခေါ်တယ် the capture theory ကဒီ theory ကကြည့်မယ်ဆိုရင်ဘယ်လိုရှိလဲဆိုတော့လာဗျာဒီ solar system ရဲ့အပြင်မှာဒီ space ရဲ့အပြင်ဘက်မှာတနည်းအားမသူကဘူးဖွဲ့စည်းပြီးွားပြီဗျာဒီလာဆိုတဲ့ဒီအလုံးကအစာတွေကသူ့အတူဖြစ်ပြီးသွားပြီ तू อ่ะဒီ space ထဲမှာ तू อ่ะဝဲလာနေတယ်မှာဒီ solar system နဲ့ယောက်လာတယ်ယောက်လာပြီးတော့ကဘာနာကိုယောက်လာမှာကဘာရဲ့ဆွဲငင်အားနဲ့ तू อ่ะဒီ capture လုပ်ပြီးတော့ကဘာဆွဲငင်အားနဲ့ तू อ่ะကဘာနာမှာပတ်နေရဆိုပြီးရောဒီ capture theory မှာပြောတာတယ်ဆိုတော့ဒီ theory ကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီ theory အရကြည့်မယ်ဆိုရင်လအစားတည်းက space မှာ तू อ่ะရှိပြီးသားရှိပြီးတော့ तू อ่ะဝဲလာနေတယ်မှာကဘာနာယောက်တော့ကဘာရဲ့ဆွဲငင်အားနဲ့ तू อ่ะဒီကဘာဝိုင်းနေရပဲဖြစ်တယ်ဒီ theory ကိုကျွန်တော်က10%လောက်ပဲကျွန်တော်ယုံတယ်ဘာလို့လဲဆိုတော့လမှာရှိတဲ့ကြောက်ခဲလေးနဲ့ကဘာမှာရှိတဲ့ကြောက် ဲနေရတိပ္ပံပညာရှင်တွေယူပြီးလေးလာကြည့်တဲ့ပုံမှာနည်းနည်းလေးစင်တူနေတယ်ဆိုတော့ကမ္ဘာမြေကြီးမှာရှိတဲ့ကြောက်ခဲနဲ့အစာထဲရ space ထဲမှာဒီဖြစ်လာတဲ့ဒီလနေရကြောက်ခဲချင်းကဘယ်လိုမျိုးတူနေမှာလဲဆိုတော့ဒီအနပတ်သက်ပြီးကြည့်ရမယ်ဆိုရင်တော့ဒီ capture theory နဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်လုံးဝကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်50%တော့မဟုတ်ဘူးလုံးဝ90%နဲ့10%ပဲ90%ကျန်တော့ဖြစ်နိုင်ရည်မရှိဘူး10%ကျန်တော့ဖြစ်နိုင်ရည်တော့ရှိတယ်ဆိုတော့10%ကျန်တော့ဖြစ်နိုင်ရည်ရှိတယ် Okay ဒီ second theory ကဘယ်လိုလဲဆိုတော့ the fishing scenario လို့ခေါ်တယ် the fishing scenario theory အရကြည့်မယ်ဆိုရင်ကျွန်တော်ဒီကမ္ဘာမြေကြီးကလွန်ခဲ့တဲ့ဒီ3 billion အရင်တော့ကပြလက်ပတ်အားအယမ်းမြန်တယ် ကဘာကလဲပတ်နေတာနော်လဲပတ်အားကအယမ်းမြန်တယ်အဲ့လိုအယမ်းမြန်တဲ့အခါကျတော့ကဘာမှာရှိရဒီအစိပ်ပိုင်းတစ်ခုကကဘာကနေလွင့်သွားတာအဲ့ဒီမျိုးလွင့်သွားတဲ့အခါကျတော့ကဘာကနုဂရက်ဆွဲငင်ရရှိတယ်ဗျအဲ့ဒီအဆွဲငင်ရရှိတဲ့အစိပ်ပိုင်းတစ်ခုကလွင့်သွားပြီဆိုရင်သူ့မှာလည်းဆွဲငင်ရအနေငယ်ပါဝင်တယ်အဲ့လိုဆွဲငင်ရအနေငယ်ပါဝင်တဲ့အတွက်ကြောင့်မို့ဒီကဘာကလည်းဆွဲငင်ရရှိတယ်ဒီကဘာကနေထွက်သွားတဲ့အစိပ်ပိုင်းတစ်ခုကလည်းဆွဲငင်ရအနေငယ်ရှိတဲ့ပုံမှာသူကဒီကဘာကိုလဲပတ်ပြီးလာနေရဆိုပြီးတော့ဒီ fishing scenario ဆိုတဲ့ဒီ theory ကနေပြောပြောတာလေ ကျွန်တော်အနေနဲ့ဒီ theory ကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ okay ကဘာမြေကြီးကလည်း तू ကဒီကဘာကအရင်တော့လက်ပတ်ကအရင်ကောင်းတယ်လက်ပတ်ကအရင်ကောင်းတဲ့ပုံမှာ तू ကနေပြီးတော့အစိမ်းပန်းကိုကွဲထွက်သွားတယ်အဲ့လိုကွဲထွက်သွားတယ်ဆိုရင်လရဲ့ကျွန်တော်တို့အချိန်ကဘယ်လောက်ရှိလဲဆိုတော့3400 km ရှိတယ်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ကျင်လဲဆိုတော့ဒီဥပမာပြောရမယ်ဆိုရင်အဒီအာဖရိကတိုက်လောက်ရှိတယ်ဗျာအဲ့လောက်ကြီးတဲ့အရာတခုကျွန်တော်ကဘာမြေကြီးမှာရှိနေရမယ် ဆိုကျွတ်ထွက်သွားတဲ့အရာတစ်ခုကကဘာမြင်ကြီးမှာရှိနေရမယ်ကျွန်တော်တို့ဒီကဘာမြင်ကြီးမှာရှိရဒီသိပ္ပံပညာရှင်တွေအကောလုံးကကဘာရဲ့အတွင်းနဲ့ထဲမှာဒီရေရဲ့အတွင်းနဲ့ထဲမှာဘာရှိလဲဆိုတာကိုလည်းအတိအကျမသိသေးဘူးဆိုတော့ဒီလားလောက်စိုက်ကြီးတဲ့ဒီအတွင်းနဲ့ကြီးကကဘာမြင်ကြီးဒီပင်လယ်အောက်ထဲမှာရှိကောင်ရှိနိုင်လိမ့်မယ်ဆိုတော့ဒီ theory တွေကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီ30%လောက်ကျွန်တော်ယုံနေပြန်ဘာလို့လဲဆိုတော့လားမှာရှိရကြောက်ခဲနဲ့ကဘာမြင်ကြီးမှာရှိရကြောက်ခဲနဲ့ကနည်းနည်းစင်တူနေတယ်ကဘာမြင်ကြီးကအရင်တော့လက်ပတ်အားအရန်ကောင်းပြီးတော့အဲ့ရနေကျွတ်ထွက်သွားတယ်ဆိုရင်အဲ့လားလောက်ရှိတဲ့စိုက်တစ်ခုကကဘာမြင်ကြီးမှာကြံနေရ ရမယ်ဆိုတော့ပင်လယ်အောက်ထဲမှာရှီကောင်းရှိနိုင်လိမ့်မယ်ကျွန်တော်တို့ပင်လယ်အောက်ထဲမှာအရင်မလေးလာသေးတဲ့ပုံမှာဆိုတော့လောက်ဆိုင်ကြည့်တဲ့တွင်းရတစ်ခုကိုကျွန်တော်တို့ကဘာမြေကြီးမှာမတွေ့ရှိရသေးတဲ့အပေါ်မှာကျွန်တော်ကဒီရာကို30%တော့ယုံနေကျွန်တော်80%ကတော့ကျွန်တော်မယုံ Okay ကျွန်တော်အခုပြောတဲ့ဒီ theory နှစ်ခုလုံးက evidence လည်းမရှိသလိုနည်းနည်းလေးဒီ symbolic လည်းမဖြစ်ဘူးဗျာဟိုအလားတူလေးလည်းမဖြစ်ဘူးဟိုတိကျတေကြတဲ့အဖြေတခုလည်းမရှိဘူးဗျာတိပြပညာရှင်တွေကလည်းဒီ theory ကိုသိပြီးတော့ဟိုမယုံကြည်ကြဘူးဒါပေမဲ့ထုတ်တော့ထုတ်တာလည်းသိပြီးတော့မယုံကြည်ကြဘူးဒါပေမဲ့နောက်ဆုံး theory ရီးယားကြတော့ဗျာဒီသိပ္ပံဉာဏ်ရှင်တွေကနည်းနည်းလေးယုံကြည်ကြတဲ့ theory ဖြစ်တယ်လူအများဆုံးယုံကြည်ကြတဲ့ theory ပဲဖြစ်တယ်အဲ့ဒါကဘာ theory လဲဆိုတော့ the joint impact theory လို့ခေါ်တယ် the joint impact theory အရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီကဘာမြေကြီးကဘယ်လိုလဲဆိုတော့အရင်တော့ဗျာဒီ proto earth ဖြစ်တယ်ဗျာ proto earth ဆိုတာကကျွန်တော်ကဘာမြေကြီးဖြစ်လာတဲ့ဗီဒီယိုမှာကျွန်တော်ပြောပြူတယ် proto earth ကကျတော့အပူချိန်အနည်းငယ်ရှိတဲ့အရာအဲ့ proto earth ကိုကျွန်တော်တို့ဒီတိယာဆိုတဲ့ဟိုဂျိုလုံးတစ်ခုကတိယာဆိုတဲ့ဒီအခဲတစ်ခုပေါ့နော်သူကဂျိုလည်းမဟုတ်ဗျာဒီဥက္ကာခဲလို့ဗျာတော်ကနည်းန ဲ့လုံးတယ်ဆိုတော့ဒီတရားဆိုတဲ့ဒီဥက္ကာကဲတစ်ခုပေါ့အဲ့လိုမျိုးအလုံးတစ်ခုကနေပြီးတော့ဒီ proto art ကိုလာပြီးဝင်တိုက်တယ်ကျွန်တော်တို့ဒီ proto art နဲ့ဒီတရားဆိုတဲ့ဒီအလုံးလေးနေရာလို့တိုက်မိပြီးတဲ့ခါကျတော့ melt ဖြစ်သွားတယ်ဗျပေါင်းဆက်သွားတယ် ဆိုတော့ collect ဖြစ်ပြီးတော့မှအဲ့ရနေပြီးအစိတ်ပိုင်းတစ်ခုထွက်လာတယ်အဲ့ဒီအစိတ်ပိုင်းကပဲ3 million တော့သူက drop ပြောင်းလဲပြီးလပုံစံဖြစ်သွားရဆိုပြီးတော့လေဒီ theory မှာဖော်ပြတာလေဆိုတော့ဒီ joint impact theory အရာကြည့်မယ်ဆိုရင်လဖြစ်လာတာကကျတော့ဒီပုံစံပဲဖြစ်တယ်ဆိုတော့ကဘာမြေကြီးကလည်းခွဲတက်သွားတဲ့အရာကလပဲဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်လမှာရှိတဲ့ကြောင့်တော့ကဘာမြေကြီးမှာရှိတဲ့ကြောင့်တော့လည်း symbolic ဖြစ်နေတာ okay ကျွန်တော်အခု theory 3ခုကိုကျွန်တော်ရှင်းပြပေးသားပြီပထမဆုံး theory ကဗျာဒီအစာတွေကလ space တွေမှာရှိနေတာကဘာမြေကြီးကရောက်လာတော့မှလာကဘာရဲ့ဆွဲငင်ရတယ်သူကလိုဝဲနေတာဆိုပြီးပြောတယ်နောက်တစ်ခု theory ကကျတော့ကဘာမြေ ေးကြီးအရင်တော့အရင်လက်ပအရင်ကောင်းတယ်အဲ့လိုလက်ပအရင်ကောင်းနေတဲ့အချိန်မှာသူကနေပြီးတော့မှအဲ့ခွဲထွက်သွားတယ်ဗောဗျာဒီကဘာမင်းကြီးကလည်းအစိမ်းမတခုခွဲထွက်ပြီးတော့မှအဲ့ဒီဒီကဘာမင်းကြီးကိုသူကဝဲနေရဆိုပြီးတော့လည်းဒါတိရတယ်ဒါအစအဥ္စာကဒါ evidence လည်းမရှိဘူးတတ်သိပြချက်လည်းမရှိဘူးတိတ်ပြီးတော့လည်းလူတွေတိတ်ပြီးမထင်ကြဘူးဗျာဒီဟာဖြစ်နိုင်ရင်ရှိတယ်ပြီးတိတ်ပြီးမထင်ကြဘူးဒါပေမဲ့နောက်ဆုံးသီအိုရီကကျတော့ဖြစ်နိုင်ရင်ရှိတယ်ဆိုပြီးတော့တိတ်မဲ့ပညာရှင်တွေကလည်းဒီဟာကိုဖြစ်နိုင်ရင်ရှိပြီးတော့လည်းယုံကြည်ကြတာရှိတယ်ကျွန်တော်တို့ဒီ သင်ကြားနေရတဲ့ education system ကိုချမှတ်ပေးတာကဒီသိပ္ပံပညာရှင်တွေပဲဖြစ်တယ်။လကဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်ရှင်းပြပေးသွားပြီ။ theory အဖြစ်နဲ့ကျွန်တော်ရှင်းပြပေးသွားပြီ။ပြီးတော့ကျွန်တော်ရဲ့ opinion လည်းကျွန်တော်ပြောပေးသွားပြီ။ Okay လမှာနောက်တဲ့ interesting ဖြစ်တဲ့အကြောင်းလေးတွေအများကြီးရှိတယ်ဗျာ။ဆိုတော့အဲ့ဒါဘာတွေလဲဆိုတော့တို့တော့လမှာဘာလို့တက်ရှိနေလို့မရတာလဲ။အဲ့လိုမျိုးစဉ်းစားဘူးလား။ကျွန်တော်တို့ဒီလနဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်လကိုကျွန်တော်တို့ဒီမျက်နှာမျက်နှာခုခွဲလိုက်ရအောင်။ပထမမျက်နှာပြင်ကကျွန်တော်နေထီးတဲ့မျက်နှာပြင် ဒုတိယမျက်နှာပြင်ကနေမထီးတဲ့မျက်နှာပြင်ဆိုတော့နေထီးတဲ့မျက်နှာပြင်မှာဘယ်လောက်ဒီဂရီပူလဲဆိုတော့ယေရှုမတ်ကပူတယ်ယေရှုမတ်ကဘယ်လောက်ရှိလဲဆိုတော့100ဒီဂရီဆက်စီရရှိတယ်ဆိုတော့လပေါ်မှာနေရဲ့အလင်းအောင်တက်ရောက်နေရဆိုရင်လရဲ့အပူချိန်ကဒီတစ်ဖက်ဒီနေထီးတဲ့ဒီအပူချိန်ကဘယ်လောက်ရှိလဲဆိုတော့100ဒီဂရီဆက်စီရလမှာနေပူနေတဲ့အချိန်ကျွန်တော်တို့သွားလို့မရကျွန်တော်တို့အသားတွေကျက်သွားလိမ့်မယ်လူလက်နေထိုင်လို့မရဘူး။ဒါပေမဲ့နေမထီးတဲ့အရာမှာဒီအနောက်ကျောမှာဘလောက်တော့အေးလဲဆိုတော့ -173 ဒီဂရီဆယ်ဆီယက်အောင်အေးတယ်။ ကျွန်တော်0ဒီဂရီဆယ်စီယက်ဆိုရင်လူက AK ဝါပြီ0ဒီဂရီဆယ်စီယက်ဆိုရင်လူက AK ဝါပြီ -173 ဆိုရင်ဘလောက်တော့ A နေရဲဆိုတာစဉ်းစားကြည့်လိုက်တော့ဆိုတော့ဒီနေရာတွေကဘာကြောင့်လဲဒီနေထီးတဲ့ဘက်ကဘာလို့အရန်ပူတာလဲနေမတိဘက်ကဘာလို့အရန်အေးရလဲဆိုရင်လမှာတိမ်အခုံးငွေတွေမရှိဘူးတိမ်အခုံးငွေတွေဒီအပေါ်မှာရှိရဲ့ဒီကောင်းကင်တွေမရှိဘူး ဆိုတော့အဲ့လိုမျိုးမရှိတဲ့အပေါ်မှာလာဆိုတော့ဒီ plain hala healing ဖြစ်တယ်ဗျာဆိုတော့ကဘာမြေကြီးမှာကျတော့တိမ်အခုံးငွေတွေရှိတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ပထမဗီဒီယိုမှာပြပြပေးသွားပြီဖြစ်တယ်ဆိုတော့ကဘာဘလို့ဖြစ်ပေါ်လာလဲဆိုတဲ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားပြီဆိုတော့ဒီတိမ်အခုံးငွေတွေကဒီ revolution ကြောင့်ဖြစ်ပေါ်လာတာလာမှာအဲ့ဒီ revolution မရှိဘူးဗျာကဘာမြေကြီးမှာလူနေလို့ရတာကျတော့ဒီတိမ်အခုံးငွေတွေရှိလို့လူနေလို့ရတာဆိုတော့ကျွန်တော်တို့ဒီလာလိုမျိုးကဘာမြေကြီးမှာဒီတိမ်အခုံးငွေတွေမရှိဘူးဆိုရင်လူနေလို့မရဘူး ဲ့တော့ဒီတိန်အခုံးဝေးတွေကဒီနေရနေလာတဲ့အလင်းအပူချေကိုသူကဖစ်တာလုတ်ပေးတယ်အဲ့လိုဖစ်တာလုတ်ပြီးလို့ကျွန်တော်တို့နေလို့ရတာအဲ့လိုမျိုးဖစ်တာလုတ်ပေးတာတော့ကျွန်တော်တို့ဒီမှာနေလို့မရဘူးဗျအရန်ပူတယ်အရန်ချွတ်တွက်တယ်ဆိုတော့ဒီတိန်အခုံးဝေးတွေမရှိဘူးဆိုရင်စဉ်းစားကြည့်တယ်လူလုံးဝနေလို့မရလူအသားတွေကျက်သွားမှာအဲ့လိုမျိုးပဲနေမရှိဘူးဆိုလည်းနေလို့မရအောင်နေမရှိဘူးဆိုရင်အကုန်လုံးအေးခဲသွားမှာလက်ရှိကျွန်တော်တို့ရဲ့လကဒီအခြေအနေကိုကြုံတွေ့နေရတာ ဆိုတော့နေကြည့်တဲ့အပိုင်းကအယမ်းပူတယ်လူနေလို့မရတော့ဘူးတက်ရှိနေလို့မရတော့အယမ်းပူတယ်နေမထီးတဲ့အပိုင်းကျတော့အယမ်းအေးတယ်လူနေလို့တက်ရှိနေလို့မရတော့အယမ်းအေးတာ ဆိုတော့အဲ့ဒါအကြောင်းကဘာမြေကြီးကလူနေထိုင်ဖို့အတွက်ဒီအရေးချင်းနေအများကြီးပြည့်ဝတယ်။လာကကျတော့လူနေထိုင်ဖို့အတွက်အရေးချင်းလုံးဝမပြည့်ဝဘူး။အဲ့ဒါကြောင့်လာမှနေထိုင်ဖို့အတွက်ကိုလုံးဝမစဉ်းစားကြဘူး။ဒါပေမဲ့တိပ်ပံပညာရှင်တွေအကောလုံးက mass မှာနေထိုင်ဖို့အတွက်ကိုစူးစမ်းနေကြတယ်။ mass မှာစိုက်ပျိုးရေးလုပ်ဖို့အတွက်ကိုစူးစမ်းနေကြတယ်။ဆိုတော့ mass ဂျုံမှာလည်းဒီလူနေထိုင်ဖို့အတွက်ကိုအရေးချင်းအပြည့်ဝရှိလားဆိုတော့မရှိသေးဘူး။ ဒါပေမဲ့ तू ကလည်း drop ပြောင်းလဲနေတာနော်။လာကလည်း drop ပြောင်းလဲနေတာ။ Max Joe ကလည်း drop ပြောင်းလဲနေတာ။ကဘာမီကြီးကလည်း drop ပြောင်းလဲနေတာ။အကုန်လုံးက drop ပြောင်းလဲနေတာ။ကျွန်တော်တို့နေနေတဲ့အတက်ကဒါပေမဲ့အဲ့လောက်မမီတော့ဘူး။ drop ပြောင်းလဲမှုကဘယ်လောက်တိတာလဲဆိုတော့1 billion တို့ဒီ2 billion တို့ဖြစ်သွားမှ तू တိတာတာ။ Okay အခုလာအကြောင်းပြန်လာရအောင်ဗျာ။လာကသူ့ကိုယ်သူလည်းလဲတယ်။ကဘာမီကြီးကိုလည်း तू ကလဲပတ်နေတယ်။ဒါပေမဲ့လုံခဲ့တဲ့ဒီ3 billion အရင်တော့ကလကပားနဲ့အရန်နီးရဆိုပြီးတော့တက်ပြက်မြန်ရှင်နဲ့ခံယူရတာရှိတယ် ဆိုတော့လွန်ခဲ့တဲ့3ဘီလီယံအရင်တော့ကဘာလို့လားနဲ့ကဘာနဲ့အရန်နီးကပ်တယ်လို့ခန့်ယူထားလဲဆိုတော့လားကြတော့ကဘာနေထွက်သွားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်။ဆိုတော့အဲ့ထွက်သွားတဲ့အချိန်မှာသူကအရန်နီးကပ်တယ်ဗျာ။ဆိုတော့ဒီလားဆိုတဲ့ဒီအစိပ်ပိုင်းမှာလဲစွဲငင်ရအနေငယ်ပါဝင်တယ်။ကဘာမြေကြီးမှာလဲစွဲငင်ရအနေငယ်ရှိတယ်။ဒီစွဲငင်ရနှစ်ခုဖြစ်နေလို့ကျွန်တော်တို့ကဘာမြေကြီးမှာရှိတဲ့ရေတွေကအရန်လှုပ်ရှားနေတာ။ဆိုတော့လားကဘာမြေကြီးကိုပတ်ပြီးလာနေလို့ဒီအတက်ချဖြစ်တာ။ဆိုတော့ရေတက်တယ်ရေကျတယ်ဆိုတာကလားကြောင့်ပဲ။ဆိုတော့လားရဲ့စွဲငင်ရအကြောင်းဒီရေအတက်ချဖြစ်တာ။ဆိုတော့ လာမှာဆွဲငင်ရရှိလားဆိုတော့ကဘာမြေကြီးလောက်မရှိဘူးကဘာမြေကြီးကနေထွက်သွားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တာကြောင့်ဆွဲငင်ရအနှဲငယ်တော့ရှိတယ်နောက်ထပ်ဒီကဘာမြေကြီးကိုသူလာပတ်နေတယ်သူကသူလည်းပတ်နေတယ်ပြီးတော့ကဘာမြေကြီးလည်းသူကပတ်ပြီးလာနေတယ်ကဘာမြေကြီးရဲ့ဆွဲငင်ရကြောင့်သူကဝဲပြီးလာနေတာဒါပေမဲ့ဒီ3ပီလီယံအရင်တော့ကလာကဘာမြေကြီးကအရန်နီးရဆိုပြီးကျွန်တော်ပြောတယ်ဒါပေမဲ့အခုကအဲ့လောက်မနီးတော့3ပီလီယံအရင်တော့ပါဗျာနည်းနည်းနီးတယ်အခုကျွန်တော်ကဘာနဲ့လာနဲ့ distance ကဘယ်လောက်ရှိလဲဆိုတော့4000ကီလိုမီတာရှိတယ် ကဘာနဲ့လာနဲ့ distance ကဘယ်လောက်ရှိလဲဆိုတော့အကွာအဝေးကဘယ်လောက်ရှိလဲဆိုတော့၄000ကီလိုမီတာရှိတယ်။လွန်ခဲ့တဲ့3 billion အရင်တော့ဟာဒီ3000ကီလိုမီတာလောက်ပဲဝေးရဆိုပြီးတော့တပြက်ပြက်ရှင်းတာခံယူရတာရှိတယ်။ဆိုတော့ဒါတွေကဘာကြောင့်လဲဆိုတော့ကျောင်းဒီကဘာမြေကြီးနားမှာရှိရင်ဒီလကဗျာတစ်နှစ်ကိုတစ်လက်မှဝေးပြီးသွားနေတာ။ဆိုတော့ကဘာကဒီမှာရှိတယ်။လကဒီနားမှာရှိရဗျာ။သူတစ်နှစ်ကိုသူတစ်လက်မှသူဝေးနေတာ။တစ်နှစ်ကိုတစ်လက်မှဝေးနေတာ။ အဲ့ဒါကြောင့်3 billion အရင်တော့ကနေကပ်နေတယ်အခုကဝေးသွားပြီဆိုပြီးသူကခံယူကြတာဒါပေမဲ့နောက် billion နဲ့ချီပြီးနှစ်တွေကြာသွားပြီဆိုရင်ကမ္ဘာမြေကြီးနာမှာလာမရှိတော့တနည်းကိုတလက်မဝေးနေပုံမှာနောက်ထပ်ဒီ billion နဲ့ချီပြီးနှစ်တွေကြာသွားပြီဆိုရင်ကမ္ဘာမြေကြီးနာမှာလာမရှိတော့ဆိုတော့ဒီ now future ပေါ့နော် now generation ပေါ့လွန်ခဲ့တဲ့3 billion အရင်တော့ကမ္ဘာမြေကြီးနဲ့လာနေအရန်နီးကပ်တယ်အခုကြာတော့ဝေးသွားပြီဘာလို့လဲဆိုတော့ဒီ3 billion gap ဖြစ်သွားလို့ပဲ3 billion အချင်းကြာပါလို့တနည်းလေးဝေးသွားတာ နည်းနည်းလေးပေါ့တော်တော်လေးဝေးသွားတာ၄သိန်းကီလိုမီတာဆိုတာနည်းနည်းတော့ဝေးမို့ကျွန်တော်တို့ဒီ Apollo mission ရာဒီ Neelom Storm ဒီခြေထောက်ချတဲ့ဒီ mission ရာကြတော့ကမ္ဘာမြေကြီးကနေလအောင်သွားဖို့အတွက်ကို82နာရီကြာတယ်၃ရက်လောက်ကြာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ light speed နဲ့သွားမယ်ဆိုရင်တစ်စက္ကန့်ပဲကြာတယ်ဆိုတော့လနဲ့ကမ္ဘာမြေကြီးနဲ့၄သိန်းกว่าတယ်เนาะအဲ့ဒီ၄သိန်းကိုကျွန်တော်တို့ travel လုပ်ဖို့အတွက်ကမ္ဘာမြေကြီးမှာရှာဖွေတွေ့ရှိတာတဲ့ဒီဂျိုဒူးတွေက၃ရက်လောက်ကြာတယ်၂ရက်လောက်ကြာတယ်အခုချိန်နဲ့ကြည့်မယ်ဆိုရင်၂ရက်လောက်ကြာမယ် ဒါပေမဲ့ဒီ light speed နဲ့ကြည့်မယ်ဆိုရင် light speed ကကြတော့3000ကီလိုမီတာရှိတယ်။အစက္ကန့်ကို3000ကီလိုမီတာရှိတယ်။အဲ့ light speed နဲ့အညီမြတ်ကျွန်တော်တို့တွားမယ်ဆိုရင်လောက်ကျွန်တော်1.5စက္ကန့်နဲ့ရောက်သွားလိမ့်မယ်။ဆိုတော့အဲ့လိုမျိုး light speed လောက်အမြန်နဲ့စက်ပစ္စည်းမျိုးကကျွန်တော်ကြွားနေကြီးမှာမရှိသေးဘူး။ โอเคလားနဲ့ပတ်သက်ပြီး information တွေအများကြီးသိသွားမယ်လို့ကျွန်တော်မျှော်လင့်တယ်။ number interesting ဖြစ်တဲ့အကြောင်းလေးသိနေဆိုရင်ကျွန်တော် Milky Vision Channel ကို subscribe and follow လုပ်ခဲ့ပြီးအရေးကြီးဆုံးအချက်ကပါလဲဆိုတော့ bell button လေး press လုပ်ခဲ့ပြီးအဲ့ဒါမှကျွန်တော်ဒီနေ့ video နဲ့ message phone ထဲမှာ notification ဝင်မှာဖြစ်တယ်။နောက်နေ့ပိုင်းသိရင်ဆိုတော့ comment ခဲ့ပြီးအားလုံးပဲ။